မင်္ဂလာပါရှင်။မွေတောက်ချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အော်တိုဘလ15ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မွေတောက်ချက်နယ်ကို subscribe နဲ့ like share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရဲ့အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်အကြောင်းအရာကတော့တိုက်စွမ်းရီပြပြီးတော့မန္တလေးမိုးကုတ်ကားလန်းပေါ်က ဖော်တော်လန်းစုံကိုတင်ပိုက်လိုက်တဲ့တက်မတော်ဆိုတဲ့တဲ့ရင်အကြောင်းအရာပဲဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းနယ်မြေရှင်းလင်းလျက်ရှိနေတဲ့တက်မတော်စစ်ကြောင်းတွေဟာပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့မှာမန္တလေး PDF အဖွဲ့ရိအခြေပြုလှုပ်ရှားနေတဲ့တပိတ်ချင်းမြို့နယ်မန္တလေးမိုးကုတ်ကားလန်းပေါ်ကဖော်တော်လန်းစုံနေရာကိုပြန်လည်တင်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တက်မတော်စစ်ကြောင်းတွေဟာပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာတပိတ်ချင်းမြို့ကို ပြန်လည်သိမ်းယူနိုင်ပြီးနောက် မန္တလေးမိုးကုတ်ကားလမ်းပေါ်ပြန်လည်ခြေချနိုင်ဖို့ကြိုးပမ်းခဲ့ပြီးအော်တိုဘာလ23ရက်နေ့မှာဖော်တော်လမ်းစုံနေရာကို ပြန်လည်သိမ်းပိုက်နိုင်ကြဖြစ်ပါတယ်။တမ်ရော့စစ်ကြောင်းနေရာဖော်တော်လမ်းစုံနေရာကိုမသိမ်းပိုက်ခင်ဖော်တော်လမ်းစုံနဲ့ပေ2000ကျော်အကွာဝါဖြူတောင်ကြီးွာအနီးမှာမန္တလေး PDF အဖွဲ့ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ွားကဝါဖြူတောင်ကြီးွာကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ တမ်ရော်စေချောင်းတွေဟာဝါဖြူတောင်ကျေးရွာကိုတိမ်ပိုင်းနိုင်ခဲ့ပြီးနောက်သုံးဝိုင်အကွာရှိဖော့တော်လန်စုံကိုတိမ်ပိုင်းနိုင်အောင်ထိုးစစ်အရှင်မြင့်ခဲ့ရအောင်အော်တိုဘာလ23ရက်နေ့မှာတိမ်ပိုင်းနိုင်ကြဖြစ်ပါတယ်ဖော့တော်လန်စုံဟာမန္တလေးစင်ကူတပိတ်ချင်းထီးချိုင်းနဲ့မန္တလေးစင်ကူမို့ကုန်စားတဲ့လမ်းကြောင်းပေါ်ကအချက်ချာကြတဲ့လမ်းစုံနေရာဖြစ်တယ်လို့အညာနဲ့ရမ်းမြောက်ဒေသကိုချိတ်ဆက်ထားတဲ့လမ်းစုံနေရာတစ်ခုလို့လဲဆိုနိုင်ပြီးတော့တပိတ်ချင်းမြို့နယ်တောင်ဘက်ချင်း စင်ကူးမြို့နယ်နဲ့မတရားမြို့နယ်ကနေမွေးကုန်းနဲ့ရမ်းမြောက်ဒေသကိုသွားလာတဲ့ပင်မသွားလာရေးလမ်းကြောင်းဖြစ်တယ်လို့သိရပါတယ်။ဖော်တော်လန်းစုံမှာဖြစ်ပွားနေတဲ့တိုက်ပွဲမှာတအောင်အကျန်းဖက်လက်နက်ကိုင်အဖွဲ့ TNL နဲ့မန္တလေး PDF အပူပေါင်းအဖွဲ့တွေတမရော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုအပြင်းထန်ခုခံခဲ့ပေမဲ့မန္တလေး PDF နဲ့ပူပေါင်းအဖွဲ့တွေအထိကအကြဆုံးများကစုခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင် မိုးကုတ်ဖြူဟာအဖွဲ့မိုးကုတ် PDF 913တက်တဲ့မန္တလေး PDF အပါဝင်တပိတ်ချင်းစင်ကူးနေကနေကန် PDF အဖွဲ့တွေပူပေါင်းခုခံရဖြစ်တယ်လို့သိရပါတယ်။အရီဖော့ဒေါ်လန်းစုံတိုက်ပွဲမှာတမ်မတော်လေကတိုက်ခိုက်လေရင်ဝိုင်းတွဲလေရင်တွေအပါဝင်ဒရုန်းနဲ့ပါခြေမုံခဲ့တယ်လို့တွင်းငယ်စတုံးတက်ထဲကဟောင်းဝဲစာအမြောက်ကြီးတွေနဲ့လည်းပြစ်ခဲခဲ့လို့သိရပါတယ်။ဖော့ဒေါ်လန်းစုံတိုက်ပွဲကပြင်းထန်ခဲ့ပြီး တမရစစ်ကြောင်းတွေကမြေပြင်ထိုးစစ်အပြင်စစ်ဘက်သုံးလေယာဉ်တွေ drone တွေအသုံးပြုကတိုက်ခိုက်ခဲ့တယ်လို့တွင်းငယ်စသုံးတပ်ထဲကဟောင်ဝဲစာ အမြောက်ကြီးတွေနဲ့လည်းပြစ်ခတ်ခဲ့ပြီးမောကော့အခြေစိုက် PDF လက်နက်ကင်အဖွဲ့တွေအထူးကအကြဆုံးများခဲ့တယ်လို့သိရပါတယ်။တမရစစ်ကြောင်းတွေကပြီးခဲ့တဲ့ဇူလိုင်လအတွင်းတပိတ်ကျင်းမြို့ကိုပြန်လည်သိမ်းယူနိုင်ပြီးနောက်မန္တလေးမောကော့ကားလန်းပေါ်ရှိဖော်တော်လမ်းဆောင်နေရာကို ပြန်ရဖို့မန္တလေးမောကော့ကားလန်းမကြီးရဲ့အနောက်ဖက်ချမ်း လမ်းလေကျေးကျေးရွာဘက်ကနေတဖွဲ့တပိတ်ချင်းမြို့ခုနှစ်မိုင်ရွာဘက်ကနေကားလမ်းမကြီးအတိုင်းတဖွဲ့နှစ်ဖွဲ့ခွဲကစစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်တပိတ်ချင်းမြို့နဲ့ခုနှစ်မိုင်ရွာဘက်ကစစ်ကြောင်းထိုးလာတဲ့တပ်မတော်စစ်ကြောင်းတွေဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်ခုနှစ်မိုင်ရွာအနီးရှိမန္တလေး PDF အဖွဲ့တွေရဲ့ရှေ့တန်းစခန်းနဲ့ကိုးမိုင်ရွာတို့ကိုပြန်သိမ်းယူနိုင်တယ်လို့သိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ရုပ်တိမရှိရဲ့ဆွဆွဲမှုတွေကိုမြန်မာအစိုးရကန့်ကွယ်ပေးထားတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားယုံဝင်ကြီးဌာနဟာပြီးခဲ့တဲ့သတင်းပတ်အတွင်းကျင်းပခဲ့တဲ့လူအခွင့်ရေးကောင်စီအစည်းအဝေးအတွင်းမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေကိုငင်းဆန်ပေးထားခဲ့တယ်လို့သိရပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့လူအခွင့်ရေးကောင်စီရဲ့60ကြိမ်မြောက်အစည်းအဝေးကာလတွင်ကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးရဲ့အစည်းအဝေးကန်စာနဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးရန်တရားဆိုရက်အဖွဲ့ရဲ့စီရင်ကန်စာတွေအပေါ်ပေါင်းဆက်အပြန်အလှန်ဆွေးနွေးမှုကိုပြုလုပ်ခဲ့လို့သိရပါတယ်။အခုချိန်မှာလည်းအရင်အချိန်တွေနေ့တူသက်ဆိုင်တဲ့နိုင်ငံမှကိုယ်စားလှယ်တွေပါဝင်ခွင့်မပြုဘဲကျင်းပခဲ့ခြင်းဟာလူအခွင့်ရေးကောင်စီရဲ့အခြေခံမူတွေဖြစ်တဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုနဲ့ပူပေါင်းဆောင်ရွက်မှုတွေနဲ့တွေ့ဖက်လျက်ရှိပါတယ်။လူအခွင့်ရေးကောင်စီရဲ့ဆွေးနွေးမှုတွေနဲ့အစီရင်ခံစာတွေရဲ့မှာ စည်းစစ်အတည်ပြုနိုင်ခြင်းမရှိတဲ့အချက်လက်တွေကိုများသောအားဖြင့်အသုံးပြုထားပြီးမြန်မာအစိုးရပေါ်ထက်တလဲလဲဆွဆွဲချက်တွေသာပါဝင်နေရကိုတွေ့ရှိရတယ်လို့မြန်မာနိုင်ငံသားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အဲဒီလိုမျိုးစည်းစစ်အတည်ပြုလို့မရသလိုရုပ်တည်မရှိတဲ့အချက်လက်တွေကိုအခြေခံကအခြေမြင့်မရှိတဲ့ဆွဆွဲချက်တွေကိုအကြိမ်ကြိမ်ထက်တလဲလဲပြုလုပ်လျက်ရှိတယ်လို့တွေ့ရှိရတယ်ဆိုပြီးမြန်မာနိုင်ငံသားရေးဝန်ကြီးဌာနကတုံ့ပြန်ထားပါတယ်။ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးကာကွယ်မြင့်တင်ရေးမျက်နှာစာမှာအရေးကြီးဆုံးသောရန်တရာတရက်ဖြစ်တဲ့လူ့အခွင့်အရေးကောင်စီအားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုမှဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုလက်တွေ့ကြကြပတ်လိုက်မှုကင်ကင်းနဲ့ဓမ္မဒိဋ္ဌံကြကြအရှုံးမြင်သုံးသက်ခြင်းပြုပဲပတ်လိုက်ပြီးတစ်ဖက်ဆောင်းနေတဲ့အချက်လက်တွေကိုသာအမှန်ဖြစ်ယူဆကဆောင်ရွက်နေဆဲဖြစ်တယ်လို့မြန်မာနိုင်ငံသားရုံကြီးဌာနကဝေဖန်ထောက်ပြထားပါတယ်။မြန်မာနိုင်ငံအနေနဲ့အဲ့ဒီလိုအခြေမြစ်မရှိရဲ့ ဆွဆွဲချက်တွေနဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွဖက်တဲ့ဆွေးထွေးချက်တွေကိုပြက်သားစွာကန့်ကွက်ပေးချပြီးနိုင်ငံတော်ကဆက်လက်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကိုရက်ချိန်မပြတ်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလ28ရက်မှစတင်ပြီးတော့အစင်းစင်ကျင်းပမဲ့ထွေထွေရွှေကောက်ပွဲရလက်အရာအနိုင်ရရှိလာတဲ့နိုင်ငံရေးပါတီထံကိုနိုင်ငံတော်ဝန်ကိုပကုံးလှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့မြမဦးဆောင်နဲ့မြမကိုပိုင်လုပ်ငန်းစဉ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ငြိမ်ရေးတိုင်းပြည်သားရဝပြောရေးတို့ကိုဆက်လက်ဆောင်ရွက်လျက်ရှိပြီးမြန်မာနိုင်ငံသားတွေရဲ့အခြေခံခွင့် ရေးတွေကိုမြင့်တင်ကာကွယ်သွားမယ်လို့မြန်မာနိုင်ငံသားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အထူးကြီးမြို့နယ်အတွင်းက PDF စကန်ကို Tamroy နဲ့ရဲကွန်မန်တိုအဖွဲ့သိမ်းပိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမြင်းကျန်ခရိုင်အတွင်းနယ်မြေရှမ်းလင်းရဲ့ရှင်ရဲ့ Tamroy စစ်ကြောင်းကြီးအပြင် ရဲကော်မန်ဒိုအဖွဲ့တွေနဲ့ပြည်သူစစ်အဖွဲ့တွေဟာပြီးခဲ့တဲ့ရက်ပိုင်းမှာနထိုးကြီးမြို့နယ်ရှိ PDF အမေကန်အကြံဖက်လက်နက်ကိုင်အဖွဲ့စခန်းကိုအောင်မြင်စွာသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။တမ်ရော့စစ်ကြောင်းတွေရဲကော်မန်ဒိုအဖွဲ့တွေနဲ့ပြည်သူစစ်အဖွဲ့တွေဟာမြင်းကျဲခရိုင်အတွင်းအခြေပြုလှုပ်ရှားနေတဲ့ PDF အဖွဲ့တွေကိုတိုက်ခိုက်လျက်ရှိနေရာ PDF အမေကန်အကြံဖက်အဖွဲ့တွေအထင်းနာလျက်ရှိနေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကလည်း ။နထိုကြီးမြို့နယ်စေပင်ရွာနေရှိ PDF အကြမ်းဖက်စခန်တစ်ခုကိုလုံခြုံရေးကျဲတပ်ဖွဲ့ဝင်တွေကချင်းမုံသိမ့်ပိုက်ခရာ PDF အဖွဲ့ဝင်တွေအထူးကအကြဆုံများခဲ့ပြီး Facebook လူမှုကွန်ရက်မှာ profile အမဲရောင်နေချင်းပြီးဝန်နေချောင်းပြသခဲ့တယ်လို့သိရပါတယ်။လုံခြုံရေးအဖွဲ့တွေဟာစေပင်ရွာအနီးရှိ PDF စခန်ကိုသိမ့်ပိုက်ခြင်းအတွင်း PDF အကြမ်းဖက်12လောင်းလက်နက်မျိုးစုံဆက်လက် GA26 ခုနဲ့ G2000 ကျော်အပြင်လက်ပစ်ဘုံတွေ ကြီကတထင်အုတ်ထုတ်၆လုံးအိုင်ကိုနှလုံးတို့ကိုတင်ဆက်ရမိခဲ့တယ်လို့တိုက်ပွဲသတင်းစုံ Telegram Channel ကဖော်ပြထားပါတယ်။စိုးအောင်ဦးဆောင်တဲ့နထိုးကြီး PDF အဖွဲ့ရီနဲ့ Michael ဦးဆောင်တဲ့မြင်းကြံ PDF အဖွဲ့ရီဟာလူမှုကွန်ရက်တွေမှာလေကြီးမိုးကြီးပြောဆိုခဲ့ပေမဲ့တိုက်ပွဲတွေကိုကိုယ်တိုင်ဦးဆောင်တိုက်ခိုက်ခြင်းမျိုးမရှိဘူးလို့သိရပါတယ်။ဒေသခံတအူကတော့အလောင်းတွေကိုပြန်ဆွဲပြေးတာတွေလည်းရှိနေရဲ။ကြားသိရသလောက်ဆိုရင်တော့ဆယ်ပင်ရွာအနီးတိုက်ပွဲတွေမှာ တောင်တာပကဖားတို့ PDF အဖွဲ့ဝင်တွေအထူးကိအကြအစုံများပုံရှာတယ်။ဘာလို့လဲဆိုရင်အဲ့ဒီ PDF တွေနဲ့ပကဖားရိအသုံးပြုတဲ့ Facebook account တွေအမဲရောင်တွေပြောင်းကုန်နေ။မြင်းချက်ခရိုင်တွင်ကအဲ့ဒီ PDF အဖွဲ့ဝင်တွေကြားမှာလဲအကွဲကွဲအပြက်ပြက်ဖြစ်နေတယ်လို့ပြောပါတယ်။တောင်တာပကဖားရဲ့ဒုတိယတာဝန်ခံဖြစ်တယ်လို့ PDF အဖွဲ့ဝင်အမျိုးသမီးငယ်ကိုမရင်းကျင်းမှုလုံးဆောင်ခဲ့တဲ့တန်လွင်ဆိုသူဟာ ၎င်းရဲ့ Facebook အကောင့်မှာတော်လန်ရေးတမားလို့အမည်ကန်လက်နဲ့ခြင်ထားပြီးစင်မတိုက်ချင်ရင်သိကြတယ်။ဒီကောင်ပြည်သူထမင်းလိန်ချနေရပဲလို့ post တင်ခဲ့တယ်လို့ကျဲလေးတွေတဖြုံဖြုံနဲ့တွေ့နေရဆိုတဲ့ post ကိုလည်းရေးသားဖော်ပြခဲ့ပါရှင်။အေးမေလိုခွင်းမျိုးတွေပြေးပါလေမိကိုကြီးလာတယ်မိကိုကြီးလာတယ်ခင်းလို့ကတ် 我嘴里原来在不也有我变蛋吗？懂意思？